အာရခတ်တော် A ကတသားအသေးဖြစ်စုဆောင်းထားတဲ့၁၇နှစ်အရွယ်ကလေးငယ်တိုက်ပွဲမှာကြာဆုံးနေဆိုတဲ့သတင်းတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။မိုင်းဝေမြည်တဲ့ Telegram Channel ကနေမတ်26ရက်နေ့မှာရှင်းပြပေးမယ့်အသက်၁၇နှစ်အရွယ်ကလေးကိုအချမ်းဘက် A ဖွဲ့ကလူသစ်စုဆိုပါကလေးငယ်တိုက်ပွဲတွင်တည်ဆုံကလေးမိဘကတော့ရှင်ကွဲနေပြီးအချမ်းဘက် A ဖွဲ့ဟာနိုင်ငံတကာကချမှတ်ထားတဲ့ကလေးသစ်ငယ်ဆိုင်ရာဥပဒေကိုချိုးဖောက်နေတာဒီလိုသက်သေမှတ်တမ်းတွေကိုတေချာ record လုပ်ထားရမယ်လို့ရည်သားထားပြီးရုပ်သက်ဖိုင်တစ်ခုနဲ့ပုံတစ်ပုံကိုတွဲလျက်ဖော်ပြထားပါတယ် ပုံထဲမှာတော့အရွယ်ရောက်ပြီးသူတိုင်းစစ်ထဲမဝင်မနေရစနစ်အေးပြထန်းဆိုတဲ့သတင်းပါဝင်ပါတယ်။ရုပ်တံဖိုင်ကတော့မြို့သူတို့ကသူ့ရဲ့သားနှုတ်ဦးတည်ဆုံးမှုကြောင့်ဒီကျုံးမရဖြစ်ခါငိုကြွေးနေတဲ့ရုပ်တံဖိုင်ပါ။ဒီဖိုင်ကိုကြည့်ရှုသူ9000နီးပါးရှိနေပြီး Telegram Channel နဲ့ Group 16ခုမှာပြန့်နှံ့နေပါတယ်။ Facebook မှာလည်းမိုးမြင့်ဆန်အမည်နဲ့အကောင့်ကဖြန့်ဝေမှုကကြည့်ရှုမှု18000ကျော်နဲ့ကြည့်ရှုသူအများဆုံးဖြစ်ပါတယ်။ News မှာကဒီ post ပါပါဝင်တဲ့ဓာတ်ပုံနဲ့ရုပ်သက်ဖိုင်တွေကိုချက်လက်စစ်ဆေးခဲ့ပါတယ်။ဓာတ်ပုံတွေမှာပါတဲ့သတင်းကောင်းစင်တိုင်းရှာဖွေခဲ့ရမှာတော့မလ25ရက်နေ့ကမြန်မာနောက်သတင်းဌာနကရေးသားဖော်ပြခဲ့တဲ့အရွယ်ရောက်ပြီးသူတိုင်းစစ်ထဲမဝင်မနေရစနစ်အေးပြတ်ထန်းဆိုတဲ့သတင်းကို screenshot ရိုက်ယူထားတာဖြစ်ပါတယ်။ ဖော်ပြထားတဲ့ရုပ်သံဖိုင်ထဲမှာ TikTok အကောင့်အမည်ပါဝင်ပြီးဒါကိုရှာဖွေရမှာတော့ DNC သတင်းဌာနပုံတွေဖော်ပြထားတဲ့ရုပ်သံဖိုင်တွေကိုဆက်လက်တွေ့ရှိရပါတယ်။ဒီကြောင့်လည်းပတ်သက်လို့ရခိုင်ခြေဆိုင်မီဒီယာဖြစ်တဲ့ DNC သတင်း page မှာရှာဖွေခဲ့ပြီးဒီဖြစ်စဉ်ဟာယခုမလမှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မဟုတ်ပဲဇန်နဝါရီလကဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ဖြစ်ကြောင်းတွေ့ရပါတယ်။ DNC သတင်းဌာနကနေဇန်နဝါရီ20မှာဖော်ပြခဲ့တဲ့ဒီကြောင်းမိစ္ဆာနဲ့စစ်တုံးပံမိသားစုဝင်တို့ရဲ့ကံကြမ္မာဆိုတဲ့9မိနစ်ကျော်ကြာတဲ့သတင်းရုပ်သံဖိုင်တွေကနေ မြို့သမီးတူငိုကျွေးနေတဲ့အပိုင်းကိုဖျက်ပြီးအုံပြုထားတာပဲဖြစ်ပါတယ်။တရင်ဖော်ပြမှုမှာတော့စစ်ကောင်စီတပ်ရဲ့ဘုံးကျဲတိုက်ခိုက်မှုကြောင့်တိစုံခဲ့တဲ့စစ်တုပ်ပံမိသားစုဝင်တွေအကြောင်းကိုဖော်ပြထားတာပါ။ဒီထဲမှာအသက်၁၇နှစ်အရွယ်ကောင်လေးနှစ်ဦးလည်းပါဝင်ပါတယ်။ဒီမြို့သမီးဟာဒီကလေးနှစ်ဦးရဲ့မိခင်ပါ။သူပြောတဲ့အထဲမှာအေကတိုက်ပွဲတွင်းမှာတင်းဆဲထားတဲ့လက်ဝတ်ရတနာတွေကိုပြန်ပေးမှဖြစ်ပြီးအဲ့ချိန်ကျသူ့သားနှစ်ယောက်ကိုရှင်ပြုတ်ပေးမှဖြစ်ကြောင်းပြောထားတာပါ။ AA ကဖမ်းဆီးထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်တုပ်ပန်းနဲ့မိသားစုဝင်တွေဟာစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးခဲ့တာပဲဖြစ်ပါတယ်။ဒါကိုစစ်ကောင်စီဝါဒပြ channel တွေကနေ AA ကအတင်းအဓမ္မစစ်မှုထမ်းခိုင်းတာကြောင့်တိုက်ပွဲတွေတေဆုံးခဲ့တယ်ဆိုပြီးပြန်ပြောင်းဖြန့်ဝေထားတာပဲဖြစ်ပါတယ်။ဒါကြောင့်အရကတတော် AA ကစစ်သားတစ်ဖြစ်စုဆောင်းထားတဲ့17နှစ်ရကလေးငယ်တူတိုက်ပွဲမှာကြာဆုံးနေဆိုတဲ့သတင်းဟာဖြစ်စဉ်အမှန်ကိုအချက်အလက်မှားရင်းနဲ့လူသလိုပုံပေါ်ဖန်တီးထားတဲ့သတင်းအမှားပဲဖြစ်ပါတယ် အာရခတ်တတအေကအရွေရဝီတူတိုင်းစစ်ထဲမွေမနီယာစနစ်ပြတ်ထန်းပြီးတဲ့နောက်မှာတော့အခုလိုချိန်တားကြိုက်သတင်းမှားတွေဖြန့်ဝေခဲ့တာပါမြစည်းမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စီခြင်းတဲ့သတင်းတွေရှိခဲ့ရင်မြစည်းမကိုပေးပို့လို့ရပါတယ်ပေးပို့မယ်ဆိုရင်တော့ t.alliance/agfbz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်စစ်စီခြင်းတဲ့သတင်းအကြောင်းအရာကို link နဲ့တကွပေးပို့ပေးပို့မြစ်တာရက်ခံအပ်ပါတယ်လောကမီဒီယာကိုဆက်လက်ရည်တည်နိုင်ဖို့ပရိသတ် ောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစိမ TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိုက်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။